အားလုံးယေရှုနာမ၌မင်္ဂလာပါခင်ဗျာအားလုံးမင်္ဂလာပါ praise lord အားလုံးမင်္ဂလာပါဖျားသခင်ကောင်းမြတ်တယ်ဖျားသခင်ရဲ့ခြေဆုတော်ကြောင့်ကျွန်တော်တို့ဒီယနေ့ထိအသက်ရှင်ခွင့်ရနေတာဖြစ်ပါတယ်လို့ ဲ့ကျွန်တော်ကျွန်တော်အတန်းလေးအားလုံးမင်္ဂလာပါဖျားတခင်ရဲ့ညီသက်ချင်းချမ်းမာချင်းအောင်မြင်ချင်းကြွယ်ဝချင်းတို့ဒီဒီနိုးပေါ်မှာအထူးတက်ရောက်ပါစေကျွန်တော်တို့ခရိယံတွေအတွက်ပေါ့နော် ကျွန်တော်အားပေးခြင်းနဲ့အားပေးဖို့ရန်အတွက်ကျွန်တော်လိုက်လွင်လိုက်တာဖြစ်တယ်လိုက်တော့မလွင်တာကြာပြီအခုတလောမှာဘုရားသခင်ကကျွန်တော်အိမ်တော်ကြီးနဲ့ပတ်သက်ပြီးဖောက်ပြန်တင်းကွဲနေတဲ့သူတွေကိုပြန်ပြီးတော့မှတိဆောက်ပေးဖို့ရန်အတွက်ဘုရားသခင်ကကျွန်တော်ဖွင့်ပြတဲ့အရာဖြစ်တယ်သို့တော်အခုတလောမှာဖြစ်ပြနေတဲ့အချင်းချင်းကြားနေတဲ့အရာတွေကြောင့်ကျွန်တော်ခရိယန်တွေတော်တော်များများယုံကြည်ခြင်းမှာကွဲပြားသွားတဲ့အရာတွေ စိတ်နှလုံးမကောင်းစားနိုင်တဲ့အရာတွေကိုဒီနေ့ကျွန်တော်ကနေပြီးတော့မှချစ်ဖို့ရန်အတွက်ပေါ့ပြန်ပြီးတော့မှလှုံ့ဆော်ပေးခြင်းနဲ့ပြန်ပြီးတတိပေးခြင်းနဲ့မေ့သွားမှဆိုလို့เนาะတကူအေးဒါဒါနေနေ break အောင်တော့ break အောင်တော့အရှိမကြောက်ကြီး break အောင်တော့လာတတိပေးတကယ်တော့လေဟိုဒီခရိယံတို့ကငါခရိယံဖြစ်တယ်ငါယုံကြည်သူဖြစ်တယ်ဆိုတာမေ့နေမှဆိုလို့ဒီကနေ့ကျွန်တော်ပြန်တတိပေးရတာ ခရစ်ယာန်လို့ပြောလိုက်ရင်ကျွန်တော်တို့က Christianity ဆိုတာကျွန်တော်တို့ကမေတ္တာဟာရနဲ့ကျွန်တော်တို့ကချစ်ချင်းမေတ္တာဟာရအဖွဲ့အစည်းတစ်ခုဖြစ်တယ်ခရစ်ယာန်လို့ပြောလိုက်ရင်ချစ်ချင်းကအဲ့ဒီခရစ်ယာန်လို့ပြောလိုက်တဲ့နာမည်ထဲမှာချစ်ချင်းမေတ္တာကအတိအကမိမောင်းထိုးပြီးတော့မှပါနေတာဖြစ်တယ်အဲ့ဒါကိုမေ့နေမှာဆိုလို့ကျွန်တော်ကအခုလိုက်လင့်ပြီးတော့မှကျွန်တော်လာပြောတာဖြစ်တယ်ကျွန်တော်အခု ိုက်ခိုက်ဖို့အချိန်မဟုတ်တော့ဘူးလို့ကျွန်တော်ကတော့ဟိုတနေ့ရလဲကျွန်တော်ပြောပြခဲ့ပြီဒီအောင်နဲ့တရားလက်ညှိုးထိုးဖို့အချိန်မဟုတ်တော့ဘူးတိုက်ခိုက်ဖို့အချိန်မဟုတ်တော့ဘူးဒီကောင်မကောင်းဘူးဒီကောင်ကောင်းတယ်သူနဲ့ငါနဲ့မတည့်ဘူးသူကငါနဲ့တည့်တယ်ဟိုအပြန်အဆိုင်တွေညင်းနေရမယ့်အချိန်မဟုတ်တော့ဘူးနဲ့ကျွန်တော်တို့ဘုရားသခင်ရဲ့နိုင်ငံတော်အတွက်အတူတူကပူပေါင်းပြီးတော့မှတရားနဲ့တရားတရားအောင်တရားနှိတ်ချပြီးတော့မှချစ်ချင်းမြတ်တာနဲ့ဘုရားနိုင်ငံတော်အတွက် ပါဝင်သွားဖို့ရန်အတွက်အချိန်ရတော့ယခုအချိန်အကောင်းဆုံးအချိန်ပဲလို့ကျွန်တော်ကတော့ပြောပြချင်ပါတယ်တိုက်ခိုက်ဖို့မဟုတ်တော့ဘူးတယောက်နဲ့တယောက်ပြစ်တင်နေဖို့မဟုတ်တော့ဘူးတယောက်နဲ့တယောက်ဝေဖန်နေဖို့မဟုတ်တော့ဘူးနဲ့ဟောယေရှုတော်မှဒီလောက်ငါတို့ကိုအပြစ်တွေမြားနေတာတော့မှငါတို့ခွင့်လွှတ်ပေးလိုက်ပြီပဲနော်အပြစ်ရှိသမျှကိုတော့လွှတ်ပေးလိုက်ပြီပဲငါတို့ကတယောက်နဲ့တယောက်မခွင့်လွှတ်နိုင်အောင်ငါတို့က လောကသားမဟုတ်ဘူးလေဖခင်သားသမီးဖြစ်တဲ့အတွက်ကြောင့်ငါတို့ဘလောက်ပဲအပြစ်တင်စရာရှိနေတော့မှဖခင်ရဲ့ချစ်ချင်းမြတ်တာနဲ့ငါတို့တယောက်နဲ့တယောက်ဖုံးဖိပြီးတော့မှဖခင်နိုင်ငံတော်ကျေပြတ်မှုရန်အတွက်အတူတူကပူးပေါင်းပြီးလှုပ်ဆောင်သွားကြရအောင်ဆိုတဲ့တန်တိတ်တန်တစ်ခုချပြီးတော့မှကျွန်တော်တို့ဆုံးဖြတ်ချက်ချပြီးတော့မှသူသွားကြရအောင်လို့ကျွန်တော်ကတော့အားပေးခြင်းပါတယ်နော်ကျွန်တော်ဟိုတနေ့ကလည်းပြောပြီးသွားပြီကျွန်တော်တို့စူးစမ်းနိုင်လို့ကျွန်တော်တို့ကကောင်းနိုင်လို့လည်းကျွန်တော်တို့လောကမှာအသက်ရှင်နေရတာလည်းမဟုတ်ဘူး ဘုရားသခင်ရဲ့ခြေစူးတော်တသက်ကြောင့်ကျွန်တော်တို့တွေအသက်ရှင်ခွင့်ရနေတယ်။အဲ့တော့တယောက်အောက်တယောက်ကျွန်တော်တို့နှိပ်ချပြီးတော့မှကျွန်တော်တို့ချစ်ပြီးတော့မှကျွန်တော်တွားကြရအောင်လို့ကျွန်တော်အနေနဲ့အားပေးခြင်းနဲ့တမန်ကျန်တာတစ်ချက်ကဘာပြောထားလဲဆိုတော့တုတ်တန်ကျန်အခန်းကြီး၄အပိုင်းငယ်23မှာနှလုံးဒီဒီနှလုံးပေါ့နော် စိတ်နှလုံးပေါ့နှလုံးဒီအတိတ်အခြေမြစ်ဖြစ်သောကြောင့်သင်ဤစိတ်နှလုံးကိုအထူးသဖြင့်စောင့်ရှောက်လုပ်လေအင်္ဂလိပ်လိုကြတော့ဘယ်လိုပြောလဲဆိုတော့ God you are hard သင်ရဲ့နှလုံးကိုကြွယ်ကာပါ God you are သင်နှလုံးကိုအထူးကြွယ်ကာထားဖို့လိုတာညီမကျမ်းစာကတော့ဒီလိုပြောလို့ကျွန်တော်လည်းအင်္ဂလိပ်စကားတွေအရင်ဟောပါတော့ကျွမ်းတယ်ကျွမ်းတယ်ယေရှုနာမနဲ့နှလုံးကလည်းအတိတ်ရဲ့အခြေမြစ်ဖြစ်တယ် နှလုံးကအသက်ရဲ့အခြေအနေဖြစ်တဲ့ကြောင့်တင်းရဲ့နှလုံးကိုစောက်ရှောက်ပါလေ။ဂါယူဟတင်းရဲ့နှလုံးကိုကွဲကာထားပါ။ကွဲကာထားဖို့ဖြစ်တယ်။ဖျားသခင်ပေးတဲ့အရာတွေပဲတို့ကလက်ခံပြီးလက်ခံရယူပြီးတော့မှ စာရန်ပေးတဲ့အရာတွေကိုကျွန်တော်တို့ကလက်မခံထားဖို့လိုတယ်။အဲ့ဒီနှလုံးသားကိုကျွန်တော်တို့ဘာနဲ့ကွဲကာစောက်ရှောက်ရမလဲဆိုတော့ဖျားရဲ့နှုတ်ကပတ်တော်နဲ့ဖြစ်တယ်။ဖျားရဲ့နှုတ်ကပတ်တော်ကချစ်တဲ့စိတ်ကိုပေးတယ် တကိုးပါတော့စိတ်ကိုပေးတယ်ရှင်းလင်းတော့စိတ်ကိုပေးတယ်အဲ့ဒါအဲ့ဒီစိတ်သုံးမျိုးကမိရဲ့တိုင်းမှာလောကကိုအောင်မြင်စေအဲ့ဒီသုံးချက်ကအဲ့ဒီသုံးချက်ပဲကျွန်တော်တို့ကနေ့တိုင်းမှာကျွန်တော်တို့မလုပ်ရမလဲဆိုတော့နေ့တိုင်းမှာကျွန်တော်တို့ထည့်ထားမယ်ဆိုရင်ကျွန်တော်တို့နှလုံးသားကိုကျွန်တော်တို့ခွဲကဆောက်ရှောက်တာနဲ့တူတူပဲပြောချင်တာကဘုရားသခင်ပေးတဲ့အရာဘုရားသခင်ကငါတို့ကကြောက်တတ်သောစိတ်တဘောကိုပေးတော်မူသည်မဟုတ် တကိုးပါသောစိတ်ချစ်တတ်သောစိတ်ရှင်းလင်းသောစိတ်ကိုပေးတယ်။ဖျားသခင်ကကြောက်တတ်တဲ့စိတ်ကိုမပေးဘူး။မုန်းတဲ့စိတ်ကိုမပေးဘူး။တိုက်ခိုက်တဲ့အရာကိုဖျားမပေးဘူး။မနာလိုတဲ့စိတ်ကိုမပေးဘူး။မုန်းတီးတဲ့စိတ်တွေမပေးဘူး။အညိုးတွေကိုမပေးဘူး။မာမာနတွေမပေးဘူး။ဒီမကောင်းတဲ့ဇယိုက်လက္ခဏာတွေအားလုံးကစာနံစီကလာတယ်။စာနံပေးတဲ့အရာ။အဲ့ဒါဆိုရင်ဖျားသခင်ပေးတဲ့ ရှစ်တက်တဲ့စိတ်တကိုးပါတဲ့စိတ်ရှင်းလင်းတဲ့စိတ်ကိုကျွန်တော်တို့နေ့ရက်တိုင်းမှာကျွန်တော်တို့နှလုံးသားထဲမှာထည့်ထားမယ်ဆိုရင်ကျွန်တော်တို့နှလုံးသားကိုကျွန်တော်တို့ကွယ်ကာပြီးသားဖြစ်တယ်။စောက်ရှောက်ပြီးသားဖြစ်တယ်။တင်းနှလုံးကိုအထူးသဖြင့်စောက်ရှောက်လို့ဆိုတာနှလုံးရဲ့အသက်ရှင်မြစ်ဖြစ်တယ်ဆိုတာတင်းကိုတင်ကွယ်ကာစောက်ရှောက်လို့မရဘူး။ဖခင်ရဲ့နှုတ်ကပတ်တော်ဖခင်သခင်ရဲ့စကားနဲ့ပဲကျွန်တော်တို့နှလုံးသားထဲမှာအမြဲတမ်းထည့်ထားပြီးစွဲလမ်းပြီးစောက်ရှောက်ထားမှာ စာတန်ပေးတဲ့အမိုက်စကားတွေမနာလိုအတ္တတွေတိုက်ခိုက်မှုတွေအဲ့ဒါတွေအားလုံးကကျွန်တော်တို့နှလုံးသားထဲကိုမရောက်လာမှာဖြစ်တယ်။ဒါသိအရေးကြီးပါတယ်။ဘာကြောင့်လဲဆိုတော့အချင်းချစ်သူလေတင်းဤစိတ်နှလုံးဒီကောင်းစားတဲ့ကဲ့သို့တင်းဒီအရာရာ၌ကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရှိမိကြောင်းငါဆုတောင်းလေ။အရာရာကောင်းစားခြင်းနဲ့ကျမ်းမာခြင်းရဖို့ကဘယ်ကနေစတာလဲဆိုတော့တင်းအိတ်ကတည်းကလည်းပတ်စံနဲ့မဆိုင်ဘူး။ တင့်မှာတိုက်ရှိတာကားရှိတာနဲ့မဆိုင်ဘူးတင်ချောနေတာနဲ့မဆိုင်ဘူးတင်အရန်ကြီးတချင်းဆိုကောင်းလို့လည်းမဆိုင်ဘူးတရုတ်ဆောင်ကောင်းလို့လည်းမဆိုင်ဘူးတမချမ်းသာပါပြောလေတင်ဤစိတ်နှလုံးကောင်းစားမှအရာရာကောင်းစားပြီးကျမ်းမာမှာလေကျွယ်ဝမှာပြည့်စုံမှာအောင်မြင်မှာအဲ့တော့ကျွန်တော်တို့နှလုံးသားကိုကောင်းစားမှုရန်အတွက်ဘယ်အရာကကျွန်တော်တို့နှလုံးသားကိုကောင်းစားပြီးတော့ ကျွန်တော်တို့နှလုံးသားကိုဖခင်ရဲ့နှုတ်ကပတ်တော်နဲ့အမြဲတမ်းကြွယ်ကာပေးနိုင်လေဆိုတော့ဖခင်မျက်မှောက်တော်ပဲဖြစ်တယ်ချီးမွမ်းခြင်းဆုတောင်းခြင်းဖြစ်တယ်။ကြောင့်ဖခင်သခင်ရဲ့အကျွမ်းဝင်ရမိတ္တဟာရဖွဲ့တော်ထို့တို့ပြုမှကောင်းစားခြင်းတို့ရောက်ရလိမ့်မယ်။ယောဘ22ဘာနဲ့27မှာပြောထားဟုတ်လား။ဖခင်နဲ့အကျွမ်းဝင်မိတ္တဟာရပြုလာတာများလာရင်အရာရာကောင်းစားခြင်းတွေကအော်တိုစီးထွက်လာတယ်။ဘာကြောင့်လဲဆိုတော့ ဖယားနဲ့အကျွမ်းဝင်ပြီးမိတ္တဖယားသခင်နဲ့နေ့ရက်တိုင်းမှာဆူတောင်းတဲ့ကျမ်းစာပတ်နဲ့ဖယားနဲ့အချိန်ယူတယ်။နာယူဝက်ဖြစ်ဖြစ်တနာယူဖြစ်ဖြစ်အချိန်ယူလာတာနဲ့အမြဘာဖြစ်လာလဲဆိုတော့ဒီစိတ်နှလုံးသားကောင်းစားလာတယ်။ဒီစိတ်နှလုံးကောင်းစားလာတဲ့အမြတမကျမ်းစာဖယားရဲ့နှုတ်ကပတ်တော်အတိုင်းပြောမယ်ဆိုရင်အရာရာကောင်းစားလာတယ်။ကျမ်းမာလာတယ်။ဒီနေ့ခရိယန်တွေတော်တော်များများကဘာကြောင့်အနာရောဂါတွေဖြစ်လဲ။အနာရောဂါဖြစ်လို့ကျွန်တော်အပြစ်တင်နေတာမဟုတ်ပါဘူး။ အနာရောဂါကျန်းမာခြင်းစိတ်နှလုံးကောင်းစားခြင်းနဲ့ဆိုင်တယ်စိတ်နှလုံးကောင်းစားဖို့ရန်ကဖခင်ရဲ့မျက်မှောက်တော်ထဲမှာပဲဖခင်နဲ့အကျွမ်းဝင်ခြင်းမိတ်တာဖွဲ့ခြင်းနဲ့မှာပဲရတာဖြစ်တယ်အာမင်ဖခင်တာယုချင်းမြောက်ပါစေဆရာတော်မိသားစုအာမင်အာမင်အာမင် Thank you ပါ Thank you ဟုတ်ကြည်လီနော် Okay okay Thank you ပါအဲ့တော့ကျွန်တော်တို့အရာရာကောင်းစားခြင်းရှိဖို့ရန်အတွက်ဟိုလူဒီလူနဲ့လည်းမဆိုင် တင့်ရဲ့အောင်မြင်ခြင်းပိုင်ဆိုင်ခြင်းတွေလည်းမဆိုင်ဆိုင်တဲ့အရာတစ်ခုကတင့်ရဲ့နှလုံးသားပဲတင့်ရဲ့နှလုံးသားကိုကြွက်တာစောင့်ရှောက်ဘယ်လိုကြွက်ကမလဲဖရားရဲ့ဖရားကိုပေးငါကတင့်နှလုံးငါအားပေးလို့တင့်မျက်စိတို့ဒီငါတို့ငါသွားတော်လမ်းကိုကြည့်မှတ်ပါစေငါတာတင့်နှလုံးငါအားပေး တဲ့နှလုံးကအာပိဖရားတင့်ကိုတောင်းနေတာကမင်းရဲ့ချောမောလှပခြင်းနဲ့ဖရားမတောင်းမင်းရဲ့ပိုင်ဆိုင်ခြင်းနဲ့မတောင်းမင်းကိုတောင်းနေတဲ့ရာမင်းနှလုံးသားပဲမင်းကိုကောင်းစားစေခြင်းနဲ့ဖရားကမင်းကိုအောင်မြင်စေခြင်းနဲ့ဖရားကမင်းကိုအသုံးပြုခြင်းနဲ့ဖရားကဒီနှလုံးသားလေးပဲပေးလိုက်ဘလို့ပေးရမလဲနေ့တိုင်းမှာဖရားသခင်တမင်းနှလုံးသားဖရားသခင်ကိုပေးတယ်ကျွန်တော်နှလုံးသားဖရားကိုပေးတယ်ကျွန်တော်ဖြစ်ခြင်းနဲ့ဆန္ဒတွေကျွန်မဖြစ်ခြင်းနဲ့ဆန္ဒတွေတက်ကိုတော့ဖြစ်ခြင်းနဲ့ဆန္ဒပဲဖြစ်ပါစေ ိမောက်တော်ထဲမှာတိုးဝင်လေအဲ့ဒါအဖြေပဲဖခင်နဲ့မိသားအရဖွဲ့လာတာများလာရင်ဒီနှလုံးသားကောင်းစားလာပြီဒီပစက်ကပေါက်တက်ကြရတယ်မပြောတော့ဘူးကျွန်တော်ဆိုရင်အရန်ဆဲတဲ့သူတရားဟုတ်တယ်အရန်မကောင်းတာတွေတိုက်ခိုက်တဲ့အရန်တော်ခဲ့တဲ့သူတရားဟုတ်တယ်အရင်ကဒါပေမဲ့ကျွန်တော်ဖခင်နဲ့အကျွမ်းဝင်မိသားအရဖွဲ့လာတဲ့နောက်ပိုင်းနောက်ပိုင်းအခုကျွန်တော်ပစက်ကသူများမကောင်းကြောင်းမပြောတော့ဖခင်ခင်ကောင်းမြတ်ကြောင်းကလည်းဘယ်သူအကြောင်းမှမပြောတော့ လူတွေကိုလည်းဖျားခင်ကောင်းမြတ်ကြောင်းပြောတဲ့သူဖြစ်လာတယ်။ဘာကြောင့်လဲ။ကိုယ့်ရဲ့နှလုံးသားကိုကနှုတ်ကပတ်တော်နဲ့ဆောင်လျှောက်ထားတယ်။အာမင်။အာမင်။နှုတ်ကပတ်တော်နဲ့ဆောင်လျှောက်ပါ။တင့်နှလုံးသားတော်တင့်တင့်ကိုယ်နဲ့ဆောင်လျှောက်လို့မရဘူး။ဖျားရဲ့နှုတ်ကပတ်တော်ဖျားရဲ့စကား။ဒီစကားကဖျားစီရလာတာလား။ဒါမို့ဖျားဖျားစီရမဟုတ်ဘဲစာတန်စီရလာတဲ့စကားလား။အဲ့ဒါတင်ပိုင်းချပြဖို့လိုတယ်။ မနာလို့ရှင်တိုက်ခိုင်းခြင်းအတ္တအမုံမာမာနာတွေဟိုလိုဘလို့ဘလို့ပြောမလဲမနာလို့တဲ့ယာတွေလက်ညှိုးထိုးတဲ့မျိုးမျိုးအဲ့ဒါတွေကစာတန်စရာလက္ခဏာတွေတိတိရမယ်ဒီကဘုရားသခင်ကလာတဲ့အရာတစ်ခု၃ခုပဲရှိတယ်ဘုရားသခင်ကလာတယ်နောက်ကဘတ်တစ်ခုဘုရားသခင်ကလာတာချစ်တဲ့စိတ်တကူပါတဲ့စိတ်ရှင်းနေတဲ့စိတ်ဒီ၃ခုပဲအများနဲ့မှတ်ထားရတာတင်ဘုရားသခင်ကလာတဲ့အရာတကူပါတဲ့စိတ်တကူပါလာပြီငါလှုပ်ရဲကဘုရားနဲ့ပတ်သက်လာရင် ဝမ်းမြောက်တယ်ဖះအောင်စံငတ်လာတဲ့စိတ်ရှင်းလင်းတယ်ရှင်းလင်းတယ်ဒါကဖြောင့်မတ်တော်သူဖြစ်တဲ့ယေရှုပါပဲပြီးရင်ချစ်တတ်တယ်လူတွေကိုချစ်တတ်လာပြီးခွင့်နှံ့တတ်လာပြီးဒါဆိုဖះရဲ့ဇီယလက္ခဏာအဲ့ဒီလမ်းကိုတစိုက်မတ်မတ်တာလိုက်တော့တစိုက်မတ်မတ်တာလိုက်အာမင်တဲ့ဖခင်နဲ့အကျွမ်းဝင်မိတ္တာဖွဲ့လာလို့တင်ချစ်ချင်းမြတ်တာတွေပို့ပြီးခိုင်လာတယ်ပို့များလာတယ်တင်တကိုးပါတဲ့စိတ်တွေအတွင်းထဲကနေဖြစ်လာတယ် ဒီရှင်းနေတဲ့စိတ်တွေဖြစ်လာတယ်ရင်းရင်လာတယ်လူတွေကိုချစ်တက်လာတယ်ခွင့်လွတ်တက်လာတယ်ဆိုအေးအလန်းကအရန်ကောင်းတယ်တဆိုင်မတ်မတ်တာလိုက်တော့ဟေးလိုက်တာလိုက်အဲ့ဒီလန်းလိုက်တမျှမှတင်တာပါဖြစ်လာမယ်ပို့ပြီးတော့မှတင်အဲ့ဒီဖျားချစ်ချင်းမြတ်တာနဲ့ပြည့်ဝလေးတင်စိတ်နှလုံးကောင်းစားလေးတင်အရာရာကောင်းစားပြီးဟာတင်အဲမှာယောဂရှိနေတယ်ဆိုရင်တော့ကျမ်းစာမှာပြောလေကျမ်းပါမယ်လေတကူလုံးကျမ်းပါမယ်လေငါသာတင်နှလုံးငါအပ်ပြီလို့ ဖယောင်းနှလုံးသားပြေးလိုက်တဲ့အရာပါဖြစ်တယ်။တုတ်တန်ကြအခန်းကြီး၄ထဲမှာပဲ။ပိုင်နေနဆရာနေဖတ်သွားကြည့်တယ်။ထူတရားစကားကိုတွေ့ရတော့သူတို့ဒီအသက်ရှင်ခြင်းတကူလုံးကျမ်းမာခြင်းအကြောင်းကိုတွေ့ရ။ဝါ။အာမင်။ကျမ်းမာတာတော့ရိုးရိုးကျမ်းမာမှာမဟုတ်တကူလုံးဒီ physical ရဲ့တကူလုံးကျမ်းမာမှာကောင်းမဆတ်ခြေပြားနိုင်အောင်ဘာယောဂါမှမရှိတော့ဘူး။ ဲ့တော့အဲ့ဒီတကူလုံးချမ်းသာဖို့ရံတော့ဘာလို့မလုပ်လဲဖခင်ရဲ့တရားစကားဆောင်းရှောက်ရမယ်ခုနကပြောသလိုတကူပါတဲ့စိတ်ချစ်တတ်တဲ့စိတ်ရှင်းနေတဲ့စိတ်ဖခင်ရဲ့သဘောတဘာဝချစ်ချင်းမြတ်တာကလွဲပြီးတင့်ရဲ့နှလုံးသားထဲကိုဘယ်အရာမှအထက်မခံတဲ့ဟောပြောနေတာဖြစ်တယ်အဲ့ဒါဆိုရင်တကူလုံးချမ်းသာလိမ့်မယ်အဲ့ဒီချစ်တတ်တဲ့စိတ်ကိုပါတဲ့စိတ်ရှင်းနေတဲ့စိတ်ကလည်းဘယ်ထဲမှာပဲရတာလဲဖခင်နဲ့တိုးဝင်ကိုးကွယ်တဲ့ချိန်ထဲမှာပဲရတာဖြစ်တယ်တခြားနေရာမှာမရှိဘူးတင်ပြင်းလို့မရဘူး တင်နှလုံးသားကောင်းစားခြင်းနဲ့တင်နှလုံးသားကိုကွဲကဖရားရဲ့ကွဲကမှုနှုတ်ကပတ်တော်နဲ့စောင့်ရှောက်ခြင်းနဲ့ကောင်းစားတဲ့နှလုံးသားဖြစ်ခြင်းနဲ့ဖရားသခင်အတုံးပြချင်းမြောက်ခြင်းဆိုတင်ပြင်းလို့မရအောင်လောက်ရမယ့်အရာတော့တစ်ခုပဲဖရားနဲ့ worship worship to Jesus အရာရာတွေတိုင်းကသခင်ရဲ့အထင်ကဖြစ်လား 全都也先担心，阿亲爱的，阿偏他，哎呀呀！里在那，阿偏也阿婆弄阿，别听你咩话，培养多呗，阿偏多，阿偏阿婆弄阿，阿偏阿偏，阿偏，帮我多呗，大那弄大，大咩弄大，别话，阿咩人都算了，算了，没必要呢，那里多培养一面貌，多培养个手段，要么。 အဲ့ဒါကသင်အောင်မြင်ခြင်းပဲသင်ရဲ့တိုးတက်ပြောင်းလဲခြင်းပဲဖြစ်တယ်ကိုတော်ရဲ့မျက်မှောက်တော်ကအရေးကြီးဆုံးပါပဲဘယ်ရနေမှအစာထိုးမရနိုင်ဘူးဝိညာဉ်မှာအလွန်ဆဆုံဟာကိုတော်မျက်မှောက်တော်ပဲဒီနေ့သင်ကစိတ်နှလုံးမကောင်းစားဘူးလားဖခင်မျက်မှောက်တော်ပဲတိုးဝင်ကျွန်တော်ကလည်း တကယ်အရန်မိုက်ရိုင်းတဲ့သူဟုတ်တယ်အရန်လဲဆဲတန်ခဲ့တာစိတ်နှလုံးကလုံးဝမကောင်းတဲ့သူဟုတ်တယ်အရင်ကပြောတာဒါပေမဲ့အခုကျွန်တော်စိတ်နှလုံးဘာကြောင့်ကောင်းစားသွားလဲကောင်းစားလာတယ်ဘာကြောင့်တဖြည်းဖြည်းကောင်းစားလာတယ်မနေ့ဟိုတနေ့ကကျွန်တော်တက်တိတ်ခံတယ်ဘယ်တော့တောင်ကောင်းစားသွားလဲဆိုရင်ကျွန်တော်ဆဲတဲ့သူတော့မှကျွန်တော်ပတ်စံပြန်ပို့ပေးနိုင်တယ်အဲ့လောက်ထိကောင်းစားတယ်ကျွန်တော်ကြောင့်တော့မဟုတ်ဘူးယေရှုကြောင့်ဖြစ်တယ် ယေရှုနဲ့စကားပြောတာများလာလေလေဘာဖြစ်ဒီစိတ်နှလုံးကချစ်တလာလေလေတကိုးပါတဲ့စိတ်တွေရလာလေလေရှင်းနေလာလေကောင်းစားလာလေခင်ဗျာအရာရာကိုကောင်းစားခွင့်ပေးလာတာဖြစ်တယ်ကျမ်းပါတယ်အရန်ကျမ်းပါတယ်ကျွန်တော်ဆိုဘာယောဂမှမရှိဘူးခရနေစလာလေစိတ်နှလုံးကောင်းစားခြင်းနေစလာတယ်အာမင်တော့ဒီနေ့ခြေရတဲ့မိဘကြီးကိုမောင်မများတင်းဒီအရာရာကောင်းစားဖို့ကျမ်းပါဖို့တင်းစူးစမ်းရမလို့ တကယ်မလို့ဒီဖရာရဲ့မျက်မှောက်တော်ကိုပဲတင်တိုးဝင်ပြီးတော့မှတင်ကိုမုံတဲ့သူတွေတိုက်ခိုက်တဲ့သူတွေကိုတင်ပြန်ပြီးချစ်နိုင်ဖို့ဖရာကြီးခွန်အပ်တော်ခွင့်လို့စိတ်နှလုံးကောင်းစားတယ်ဖရာရာကောင်းစားပြီးကျမ်းမာခြင်းလိုက်လာလိမ့်မယ်မပူနဲ့တကယ်ပြောတာလက်တွေ့ကျွန်တော်ဆိုရင်ဖရာကအမှုတော်ဆောင်ပြီးမိသားစုတွေသူများနိုင်ငံမှာနေရတယ်ဘာအလုံးမမလုပ်တာစူးစားပြီးအလုံးစားရခြင်းဆိုရင်ကျွန်တော်တို့ငတ်ပြီးညစ်သွားတာကြာပြီလေ ျွန်တော်တို့ဘာလုံးမှမလုပ်ဘူးလောကမှာဖခင်ကိုပဲဆုတောင်းတယ်ဖခင်နဲ့ပဲကိုးကွယ်ဖခင်ကစိတ်နှလုံးကောင်းစားခွင့်ပဲဖခင်ကကျွန်တော်နှလုံးသားကိုစောက်ရှောက်ပေးတယ်စိတ်နှလုံးကောင်းစားလာတယ်လေမြတ်ကောင်းချီးမင်္ဂလာအော်တိုလိုက်လာတယ်ကျမ်းမာလာတယ်ငွေရည်ကြီးကြီးပူစရာမလိုဖခင်တခင်ကောင်းချီးပေးတယ်အဲ့ဒါဘယ်ကနေစလာလဲဘယ်ကနေစလာလဲဖခင်ရဲ့မျက်မှောက်တော်တွေကနေဖခင်ကကောင်းစားစေတဲ့နှလုံးသားကိုပြီးလာတယ်သူကနှလုံးသားကိုကွယ်ကပေးအဲ့ကနေပါပြလာတယ်အရာရာကောင်းစားပြီးကျမ်းမာ အဲ့ဒါအသက်လည်းအရင်ရှိတယ်နော်အေးဝင်ကလေးလှုပ်တဲ့ဆိုတာလေအေးဝင်ကလေးလှုပ်တဲ့ညီကောင်မောင်မတွေကိုလည်းအားပေးခြင်းပဲဖခင်ရဲ့မျက်မှောက်တော့ဖခင်ရဲ့အဲ့ဒီကောင်းစားတဲ့နှလုံးသားနဲ့ပဲလှုပ်ကြပါပေါ်ပူလာဖြစ်ခြင်းလို့မလှုပ်နဲ့ချစ်တတ်တဲ့ဝိညာဉ်တွေကိုချစ်တဲ့နှလုံးသားနဲ့လှုပ်မချစ်တတ်ရင်မလှုပ်နဲ့မချစ်တတ်ရင်မလှုပ်နဲ့ရေရှည်ထွက်တယ်ခံနိုင်မှာမဟုတ် ်ပျောက်ဆုံးဝိညာဉ်တွေကိုတကယ်တန်မိုးထားပြီးချစ်တဲ့နှလုံးသားနဲ့လို့အဲ့ဒါဆိုဖျားချင်းမြောက်လိမ့်မယ်ဒါကျွန်တော်တတ်တည်ပဲဖြစ်တယ်အာမင်ဒါကြောင့်ဒါလေးနဲ့ကျွန်တော်အနည်းကျွန်တော်ပြောပြခြင်း ਨੇ တိုက်ခိုက်ဖို့အချိန်မဟုတ်တော့ကျွန်တော်တို့လူများလာတိုက်ခိုက်နေရင်တော့မှကျွန်တော်တို့ခရိယန်ရဲ့တဘောတဘာဝကချစ်ချင်းမြတ်တာနဲ့ခွင့်လို့ရမှာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်ရဲ့ခြေရတဲ့မိသားစုတွေ ကျွန်တော်ရဲ့ page မှာအမြဲတမ်းခွန်အားယူနေတဲ့မိမိဘာညီကောင်မတွေပေါ့။တင်ကတိုက်ခိုက်နေတဲ့ဒေါသထွက်နေမယ်ဆိုရင် မုန်းနေမယ်ဆိုရင်တင်အသက်တိုတယ်။တင်ယောဂါတွေရလာနေမယ်။ဖျားနဲ့လို့တော့မရှိဘူး။ဖျားသခင်ကချစ်ဖို့တင်ကိုပေးထားပြီးသားလရှင်တော်ဝင်းတော်ဘုရားပေါ့။ချစ်လာလေလေတင်ကြမ်းမာလာမယ်။ဒီစိတ်နှလုံးကောင်းစားလာလိမ့်မယ်။ဖျားနဲ့အချင်းများများယူ။နော်။အဲတော့ကျွန်တော်ရဲ့မိသားစုတွေကိုကျွန်တော်နေ့တိုင်းမှာကျွန်တော်ပြောပြသွားမယ့်အရာကတော့ဒီနောက်ပိုင်းမှာ စိတ်နှလုံးကောင်းသားခြင်းပဲထိုင်းနိုင်ရင်အခု10နိုင်23ဖြစ်တယ် sorry နောက်ပိုင်းနေမှာကျွန်တော်ညပိုင်းထိုင်းနိုင်9နိုင်ခွဲ10နိုင်ဆိုရင်ကျွန်တော်ပုံမှန်လွင့်သွားမယ်ဒီစိတ်နှလုံးကိုပဲကျွန်တော်ကောင်းစားဖို့ကျွန်တော်ပြောပြသွားမယ်တုံတင်ပေးသွားမယ်ဗျာဒီစိတ်နှလုံးကအတိတ်ကပဲ ဘလောက်အရင်ဘာမှအရေးမကြီးဘူးဒီစိတ်နှလုံးကတင်ဖျားနဲ့ကောင်းစားတက်သွားပြီဆိုရင်တင်မင်္ဂလာတွေလိုက်လာလိမ့်မယ်တင်တက်တာတွေမှာတင်ကိုပုတ်ခတ်တဲ့သူလည်းတင်ချစ်နိုင်ဖို့မနာလိုတဲ့သူတွေပြန်ချစ်နိုင်ဖို့ရန်သူကိုပင်တင်ပြန်ချစ်နိုင်သွားရင်ပြီးသွားပြီအဲ့ဒါမင်္ဂလာအကြီးကြီးပဲမင်္ဂလာအကြီးဆုံးမင်္ဂလာကအဲ့ဒီမင်္ဂလာပဲစိတ်နှလုံးကောင်းစားခြင်းဘသူမှတိုက်ခိုက်ရမှာမလို့တင်အဲ့ဒါကိုနားအဲ့ဒီလူဝတ်ချက်တင်နားလေသွားပြီးသွားပြီဒီနှလုံးသားပဲ ချစ်ဖို့ပဲတိုက်ခတ်ဖို့မဟုတ်ရင်ချစ်တတ်သွားဖို့ကကျွန်တော်ခုနနီးလေးပြောပြပြီးဘုရားသခင်ပေးတဲ့အရာကိုပဲယူစာတန်ပေးတဲ့အရာမယူနဲ့လူကတိတယ်လေလူတယောက်ကိုချီနှောင်ပြီးတော့မယ်မုန်းပြီးတော့မယ်ဆိုအထဲမှာတိနေပြီဟုတ်လားအဲ့ဒါဘုရားစီကလာတာမဟုတ်ဘူးဆိုချက်ချင်းမောင်းထုတ်ယေရှုနာမနဲ့သင်လက်ခံရမယ့်အရာကဘုရားစီကလာတဲ့ချစ်တဲ့စိတ်ကိုပါစေရှင်းနေတဲ့စိတ်ခွင့်လွတ်တဲ့စိတ်အဲ့ဒါပဲအဲ့ဒါနဲ့တစိုက်မမတ်တော့တော့တစိုက်မမတ်တော့ ဲ့ဒါကိုဆွဲကင်ကျန်းစာထဲမှာပါတယ်လေအဲ့ဒီရာကိုကင်ပြီဆိုဒီဇိုင်းမမဆွဲကင်ပြီးလိုက်သွားတယ်အဲ့ဒါဘာလို့ပြောလဲသမာတရားဆိုတဲ့ဘုရားရဲ့နှုတ်ကပတ်တော်ကိုပြောနေအဲ့ဒါကောင်းစားခြင်းအဲ့ဒါတော့ချစ်ချင်းမြတ်သွားတယ်အဲ့ဒါနောက်လိုက်ပြ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 ရက်ပြပြလိုက်ရင်မင်္ဂလာရင်ကြည်တယ်အာမင်အားလုံးကိုဖျားရခင်သူကောင်းချီးပေးပါစေသင်တို့ရဲ့စိတ်နှလုံးလေးအထူးကောင်းစားကြလျက်ဖျားရခင်သာ၍ချီးမြှောက်တဲ့အသက်တာတွေဖြစ်ကြပါစေလို့ 就收咱们来问一市场汇报嘞，阿美，拜拜，good night。